DVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်ကလက်ပံလာရွာကိုစစ်ကောင်စီတပ်ကမတ်လ14ရက်ညနေ3:00နာရီလောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်6ယောက်အပါအဝင်28ယောက်သေဆုံးခဲ့ပြီးအယောက်30လောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ပါတယ်။ KIA နဲ့ PSLF TNL တို့အကြာကပြဿနာကိုနိုင်ငံရင်းနှီးလန်းနဲ့ငြင်းကြဲစွာဖြေရှင်းဆောင်ရွက်ရမှာလိုအပ်သလိုကူညီဖို့အသင့်ရှိတယ်လို့အမျိုးသားညီညွတ်အစိုးရက match လ14ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။မိုးပြဲမြို့ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာကြောင့်တော်လန်ရင်အားစုတွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကတပ်ဖွဲ့ဝင်15ယောက်တိစုံပြီးလက်နက်တွေနဲ့တင်းစီရမိခဲ့တယ်လို့ KNP မျိုးသားများကွယ်တပ်က match လ15ရက်နေ့ကထုတ်ပြန်ပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ပြည်ထောင်စုမှရောက်ရှိနေတဲ့သူ့ရဲ့သားငယ် Kim Harris ကိုကိုထိန်လင်းဟာဒေသစံတော်ချိန် match လ14ရက်နေ့လပိုင်းကနယူးယောက်မြို့ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံးကိုလာရောက်ခဲ့ပါတယ်။ DVB ရဲ့နောက်ဆုံးရသတင်းတွေကို DVB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။